အခုတင်ဆက်ပေးမယ့်သတင်းကတော့စစ်ချောက်တုံးမှုအတွက်စစ်ပတ်ဆိုင်ထောက်ခံချက်လိုအပ်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စစ်ချောက်တရားဝင်တုံးဆွဲမဲ့သူတွေအနေနဲ့တုံးဆွဲဖို့အတွက်လိုအပ်တယ်လို့တည်ပြထောက်ခံမယ်။စစ်ပတ်ဆိုင်ထောက်ခံချက်ရှိမှတုံးဆွဲခွင့်ရှိမယ်လို့ထိုင်းဝန်ကြီးဌာနကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာလွန်ခဲ့တဲ့၃နှစ်လောက်ကစတင်ပြီးကျမရဲ့တွေ့လို့ရတဲ့သူတွေကိုစစ်ချောက်တရားဝင်တုံးဆွဲခွင့်ပြုခဲ့တာပါ။စစ်ကြောပါဝင်တဲ့ကွကီတွေ၊ချောကလက်တွေပါဝင်တခြားနည်းလမ်းတွေနဲ့တုံးပြခဲ့ပေးခဲ့တာဖြစ်ပါတယ်။ ထိုင်းကျမ်းမာရေးဝန်ကြီးဆွန်ဆက်တဲ့သူတင်ကမလိုလားအပ်တဲ့ကျိုးဆက်တင်ဖြစ်ပေါ်စေဖို့နဲ့ဥပဒေရှုမှတ်မှုတွေမြင့်တက်လာတာကြောင့်တရားဝင်စစ်ချက်သုံးဆွဲတဲ့သူအနေနဲ့ကျမ်းမာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရရဖို့အတွက်လိုအပ်မှဖြစ်တယ်လို့ဒီသက်မှတ်ချက်ဟာနိုင်ငံသားတွေနဲ့မကပဲနိုင်ငံခြားသားတွေကိုလည်းအကြောင်းဝင်တယ်လို့ပြောကြားခဲ့ပါတယ်။စစ်ချက်ကိုကျမ်းမာရေးအတွက်လိုအပ်တဲ့သူတွေကိုတရားဝင်သုံးဆွဲခဲ့ပေးလိုက်ပြီးနောက်မှာစစ်ချက်သုံးဆွဲဖို့အတွက်ထိုင်းနိုင်ငံကိုလာရောက်တဲ့နိုင်ငံခြားခီးတော်ဧည့်သည်ဦးရေမြင့်တက်ခဲ့လို့သိရပါတယ်။ဒီတဲ့တွေကိုတော့ငင်းချက်ဝင်ပြီးပို့လာပါဗျ။